ကျွန်တော်ဒီဘန်ကောက်ကနေပြီးတော့ရန်ကုန်ကိုတယောက်တည်းပြန်လာပဲဖြစ်ဖြစ်မန္တလေးကိုပြန်မယ်ဆိုလို့ရှိရင်ဒီဒေါ်မောင်းလေးဝင်ရောပေါ့နော်လေးဝင်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကားတွေရက်ကြတယ်ပေါ့နော်အဲကနေပြီးတော့ကျွန်တော်တို့လေးဝင်ကိုဝင်မယ်ဆိုလို့ရှိရင်အာရှေ့ကနေပြီးတော့1 2 3ဆိုပြီးတော့မှရေးထားပါတယ်အဲ့တော့ကိုဘယ်ပေါက်ကဝင်ဝင်လို့ရတယ်ကျွန်တော်ကတော့ဒီပေါက်ထဲဝင်သွားလိုက်တော့မယ်ဝင်သွားပြီးတော့လက်မှတ်ဘယ်လိုထုတ်မလဲဆိုတော့ကျွန်တော်ပြပေးမယ်အဲ့ကျွန်တော်လေးရင်လက်မှတ်ထုတ်တော့မယ်ဆိုလို့ရှိရင်ကောင်တာက1 2 3 4 5 6ခုဆိုပြီးတော့မှအတန်းလိုက်ကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကအိရှားမှာဖြတ်ထားရဲဆိုလို့ရှိရင်ဘယ်ကောင်တာမှာတွတ်ထုတ်အောင်မလဲဆိုရင်နံပါတ်3မှာကျွန်တော်တို့သွားထောက်အောင်မှာဖြစ်ပါတယ်အတူသွားမယ်နံပါတ်3အာဒီနေ့ကတော့ဒီဘက်ရှမ်းညနေဘက်ဆိုတော့အာကျွန်တော်တို့ဒီလူသိမ့်မရှိဘူးပေါ့နော်အာကျွန်တော်ဒီမှာဒီပေါက်လေးကနေပြီးတော့မှာ တန်းစီပြီးတော့မှကျွန်တော်တို့ဒီကောင်တာမှာဘဲကောင်တာမှာဖြည့်လင်လက်မဲ့တထုတ်လို့ရတယ်ကျွန်တော်တို့ဖြတ်ထားတဲ့လင်လက်မဲ့ဖုန်းရဲ့လက်မဲ့လေးရဲ့ password မျက်နှာပြင်လေးရဲ့ကျွန်တော်တို့ပေးလိုက်တာနဲ့ထိုင်းလို့ပြောကြရမလို့သူတို့ဘက်ကနေလက်မဲ့လေးထုတ်ပြပါလိမ့်မယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ရဲ့ပစ္စည်းတုတ်က9ကီလိုထက်ပိုနေရဆိုလို့ရှိရင်ဟိုရှင်းနားမှာပေါ့နော်ဟိုမှာရှင်းနှောင်းလေးထက်ထားတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကပစ္စည်းတင်ပေးလိုက်ရမှာဖြစ်ပါတယ်နော်ရန်ကုန်ရောက်မှကျွန်တော်တို့ကအဲ့ပစ္စည်းတွေကိုပြန်ထုတ်လို့ရပါတယ်ခင်ဗျာနော်ကီလိုဝယ်တဲ့သူတွေက အဲ့ဒါပြုတ်ရကျတော့လက်မရပြီဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုတော့ကျွန်တော်တို့ပြန်တဲ့အပေါက်ကိုလိုက်ပြပြီမနော်အဲ့လောလောဆယ်ကျွန်တော်တို့မန်တလေးကိုဖျက်ထားတဲ့သူတွေကတချို့ MAI နဲ့ဖျက်ထားရဆိုလို့ရှိရင်လက်မကနံပါတ်3မှာထောက်အောင်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဟိုးနံပါတ်5မှာသွားထောက်အောင်ဖြစ်ပါတယ်ဒါ MAI နဲ့ဖျက်ထားတဲ့သူတွေဆိုလို့ရှိရင်တော့မြန်မာလေချောင်းလိုင်းပေါ့နံပါတ်5ကိုပြပေးမယ်နံပါတ်9မှာထောက်အောင်မှာဖြစ်တယ်ကျွန်တော်တို့ဒီနေရာလေးကနေပြီးတော့မှစပြီးတော့မှတန်းစီွားမှာဖြစ်တယ်เนาะတန်းစီပြီးတော့မှကောင်တာမှာသူလဲအေရှားလိုမျိုးပဲကိုယ့်ရဲ့လက်မှတ်ဖုန်းရဲ့လက်မှတ်လေးရဲ့ ပက်ဆိုမျက်နှာပြင်လေးရပြလိုက်တာနဲ့သူလည်းလက်မှတ်လေးထုတ်ပေးမယ်ပြီးတဲ့ပစ္စည်းတုပ်တွေကိုပုံမှာကျွန်တော်တို့ရှင်းလေးတန်းရှင်းလေးထပ်ထားတဲ့နေရာမှာကျွန်တော်တို့ကကိုယ့်ရဲ့ပစ္စည်းတုပ်ကလေးတွေပါတယ်ဆိုလို့ရှိရင်ထည့်ပေးလိုက်9ကီလိုထက်ပိုတယ်ဆိုလို့ရှိရင်အဲ့ထဲကိုထည့်ပေးလိုက်ရန်ကုန်ရောက်လို့ရှိရင်ကျွန်တော်တို့ကအဲ့ကိုယ့်ရဲ့ကြောဘိုးလိုအိတ်ဖြစ်စီကိုယ့်ရဲ့နော်အာဘေးအိတ်တွေကိုထုတ်လို့ရမှာဖြစ်တယ်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကလက်မှတ်ထုတ်ပြီးသွားရေးဆိုတာနဲ့တော့ကျွန်တော်တို့ရန်ကုန်ကိုမြန်မာနိုင်ငံလေရင်ကိုစီးမဲ့ပေါ့နော်အပေါက်ကိုလိုက်ပြပြီးမြန်မာပြည်သားရင်ဝင်တဲ့အပေါက်ကိုလိုက်ပြပြီးမယ်နော်ဟုတ်ရှေ့မှာလိုက်ပြပြီးဒီကနေ့ကျွန်တော်သွားရုံပဲ โอเคကျွန်တော်ဒီနေရာလေးကိုတော့အားလုံးမှတ်မိကြလိမ့်မယ်ဒီနေရာလေးကလူတွေတော်တော်များများကျွန်တော်တို့ဓာတ်ပုံလှရတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာလေးပေါ့နော်အားလုံးမြင်မှုကြလိမ့်မယ်အဲ့တော့ဒီနေရာလေးကနေကျွန်တော်တို့မြန်မာနိုင်ငံကိုပြန်မဲ့လေရင်စီးတော့မယ်ဆိုလို့ရှိရင်ဒီအပေါက်ကနေကျွန်တော်တို့တန်းစီရမှာဖြစ်ပါတယ်เนาะတွေ့လားအားလုံးတန်းစီနေကြတာဖြစ်ပါတယ်เนาะဒီမှာကျွန်တော်တို့ကတန်းစီပြီးတော့မှအแทဲဝင်သွားမှာဖြစ်တယ်ကိုကအလဲပြန်လာဆိုလို့ရှိရင်တော့တုံးကြီးထုတ်ရမယ်ပေါ့နော်1200ပဲကုန်ပါတယ်เนาะအแทဲမှာကျွန်တော်တို့ ပလိနဲ့တွေ့ပါလိမ့်မယ်သူတို့ကိုကျွန်တော်တို့ကထောင်းနေရာပဲထုတ်ပြလိုက်ရမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါပြီးတော့ကျွန်တော်တို့ဒီနောက်ထပ်ဗီဒီယိုကြီးကြားလို့ရှင်တော့ကျွန်တော်အာကိုယ့်ရဲ့လက်မှတ်မှာခုံနဘက်ကိုရှာတဲ့ဟာလေးကိုကျွန်တော်ပြောပြပေးပါမယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်